ို့ကိုအရင်လိုမချစ်တော့တဲ့သူတယောက်ကိုပြန်ချစ်လာအောင်ကြိုးစားရတဲ့အခါမှာအရန်ပင်ပန်းပါတယ်အထူးအဖြစ်အိမ်တော်ရှင်တွေပေါ့ဗျာကျွန်တော်ချစ်သူတတ်တန်ဘွားကလိုမျိုးအရင်တုန်းကလိုချစ်ချင်းပုံစံမျိုးတွေကိုကပြန်လိုချင်ပေမဲ့ကိုရဲ့အိမ်တော်ဘက်ကကိုကိုအရင်လိုမချစ်ပေးနိုင်တော့တဲ့အခါမျိုးတွေမှာခံစားရတာတဘာဝပဲဖြစ်ပါတယ်အမားတယောက်ကသူ့ရဲ့အိမ်တော်ရေးချောင်းကိုကျွန်တော်လာပြီးပြောပြပေးတယ်သူ့ရဲ့ယောက်ျားဖြစ်တဲ့သူကတဲ့သူဘာပဲလှုပ်လှုပ်မကောင်းတာတွေပဲပြောတယ် ဘာတွေပဲလှုပ်လှုပ်အကောင်းမမြင်ဘူးပေါ့နော်အစိုးမြင်ဝါသားတွေပဲသူ့ကိုပြန်ပြီးတုတ် ပြန်တာတဲ့အဲ့တော့အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာသူ့ဘက်ခြံအရန်ခံစားရတယ်ပြီးတော့သူ့ရဲ့ယောက်ျားဖြစ်တဲ့သူကဒီအပြင်ကတခြားသောကောင်မလေးနဲ့လည်းတွားပြီးတော့မှဒီဇက်လန်းတွေတွားပြီးတော့ရှုပ်တာတွေအနေငယ်ရှိပါတယ်တဲ့အဲ့တော့ဒီຢာတွေကိုသူအများကြီးခွင့်လွှတ်ပြီးတော့မှအိမ်တော်ကြီးတစ်ခုကိုသူကထီ ထူထောင်ခြင်းနဲ့ပေါ့မပြည့်စည်ခြင်းဘူးလို့လာပြီးတော့ပြောတာဖြစ်ပါလေ။ဒါကတော့တော်တော်များများအနေနဲ့အိမ်တော်တစ်ခုကြာလာတဲ့အခါမှာလူတိုင်းကတော့ကျွန်တော်အိမ်တော်ရေးကိုနှစ်ဆက်သုံးဆက်ဘယ်သူမှတော့မဖြစ်ချင်ပါဘူး။အိမ်တော်ဆပြီးတော့ပြုတ်လိုက်တဲ့ဆိုကလေးကဒီအိမ်တော်ဘက်နဲ့ပဲတတ်ဆုံးတိုင်ထိယုံမြေကြပေါင်းသင်းသွားခြင်းကြတာတဘာဝပါပဲ။ဒါကြောင့်မလို့အဲကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ကိုဒီလိုမျိုးအာဆက်ဆံလာတယ်ဒီလိုမျိုးမကောင်းတဲ့ဘက်ကတွေပြောလာပြီးဆိုရင်ကျွန်တော်တို့ကမျက်နှာချင်းဆိုင်စကားပြောဖို့အတွက်လိုတယ်ရှေ့ဆက်မှာလာနောက်ဆုံးမှာလာ အဓိကအရေးကြီးဆုံးချက်တာသမီတွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ဖြစ်ကျွန်တော်တို့ဒီယောက်ျားလေးတွေဖြစ်တဲ့သူတွေဘက်ကလည်းကျွန်တော်တို့အားလုံးတွေနဲ့ပြန်ပြီးတော့တွေးကြည့်ရမှာက ဘလောက်ပဲအပြင်ရမိန်ကလေးတွေကကိုယ့်ကိုဆွဲဆောင်ဆွဲဆောင်ဘလို့တွေပဲအပြောကောင်းကောင်းကိုယ့်ရဲ့အင်ရှင်မကောင်းတော့သူတို့တွေကိုယ့်ပေါ်မကောင်းနိုင်ဘူးဆိုတာကိုဒါကိုတတိထားရမှာဖြစ်ပါပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်အားလုံးအနေနဲ့ကိုယ့်ရဲ့အိမ်မှာရှိတဲ့ဒီအင်ရှင်မတွေကဘယ်ကိုယ့်ကိုသူတို့တွေကပြောမယ်သက်ဆုံးတိုင်းဒီပေါင်းတင်ပေးနိုင်မှာဖြစ်တယ်။ဒီအပြင်ကနေပြီးတော့မှကျွန်တော်ဒါအပြောထားတဲ့သူတွေဟာဆိုရင်ကိုယ့်ကိုခဏတာလိုအပ်လို့ လာပြီးအတုံးချတာပဲရှိလိမ့်မယ်ကိုကိုတက်ဆုံးတိုင်ဒီချစ်သွားမယ်သူဆိုတာအရန်ရှားပါတယ်အဲ့ဒါကြောင့်မို့လို့ကိုရဲ့ဒီယောက်ျားလေးတယောက်ရဲ့ဂုံတိတ်ခါတရားတွေကိုကျွန်တော်တို့ကထိမ့်သိမ့်နိုင်ဖို့အတွက်လိုတယ်။ဘာကြောင့်လဲဆိုတော့လူတယောက်ကနာမည်ပြတ်သွားပြီးဆိုရင်ကျွန်တော်ဒီလိုမျိုးကိစ္စတွေနဲ့ဖြစ်သွားပြီးဆိုရင်ပြန်ပြီးတော့မှအစကားနေပြီးတော့ပြန်တီထောင်ဖို့အတွက်ဆိုတာအရန်ခက်ပါတယ်ခင်ဗျ။ဒါကြောင့်မို့မလောက်ခင်မှာမဖြစ်ခင်မှာအမှားမပြုတ်လောက်ခင်မှာကျွန်တော်တို့ဟာ စဉ်းစားဖို့အတွက်လိုပါလေကိုယ့်ရဲ့အိမ်ကဇနီးမယောင်ကိုကိုစပြီးတော့မှဒီချစ်တယ်ဆိုတော့ရီစာစကားစပြောတဲ့နေ့ကိုပြန်ပြီးတော့ပြန်တွေးကြည့်မယ်ပြီးတော့သူနဲ့ကိုနဲ့ဖြတ်တန်းလာခဲ့တဲ့မင်္ဂလာဆောင်ခဲ့တဲ့အချိန်တွေအသူနဲ့ကိုနဲ့ဖြတ်တန်းလာခဲ့ပျော်ရွှင်စရာအချိန်တွေကိုပြန်ပြီးတော့စဉ်းစားရမှာဖြစ်တယ်အဲ့တော့သူ့ကိုကိုကဘာဖြစ်လို့ဖောက်ပြန်ချင်တာလဲဘာကြောင့်သူ့ကိုကလက်မခံနိုင်တော့တာလဲဒါတွေကိုကျွန်တော်တို့ကပြန်ပြီးတော့မှအာပြန်စဉ်းစားကြည့်ပါအဲ့လိုလားစဉ်းစားလိုက်မယ်ဆိုရင်ဖောက်ပြန်မဲ့လမ်းကြောင်းတွေကိုတော်ယုံနဲ့ရောက်မှာမဟုတ်တော့ဘူးဗျအဲ့တော့အိမ်အောင်ရှင်နေအ ားလုံးကိုကျွန်တော် တော့ဒီတည်မြဲစီခြင်းပါတယ်အဲ့တော့တစ်ဖက်မှာကလည်းခံစားရတဲ့တူတွေကကိုယ့်ရဲ့အိမ်အောင်ဘက်တွေကပေါ့ဗျာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်စားချစ်တော့ပုံစံမျိုးမပြောင်းပြီးတော့မချစ်ပေးနိုင်တော့ဘူးဆိုရင်ခံစားရတာတော့ရင်ထဲမှာဘာနဲ့မှမပြောပြတတ်လောက်အောင်ပဲအဲ့တော့အတူတူပါပဲကျွန်တော်တို့မိန်းကလေးတွေဘက်ကစပြီးတော့မှဒီ ခြိလန်းတွေပြက်လာတဲ့အခါမှာယောက်ျားလေးတွေဘက်ကခံစားနေရတဲ့သူတွေလည်းများစွာရှိပါတယ်။အဲ့တော့အိမ်တော်တစ်ခုမှာကျွန်တော်တို့စူးစမ်းရတဲ့သူအချစ်ကြီးတဲ့သူကတော့ခံစားရစမြဲပဲဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီအရာတွေကိုအခွင့်အကောင်းယူပြီးတော့မှမဖောက်ပြန်စေချင်ဘူး။တဖက်လူတွေကကိုယ့်ကိုဘယ်လောက်ထိချစ်ပြီးတော့အနစ်နာခံပြီးတော့မှအိမ်တော်တစ်ခုကိုတီထောင်လဲဆိုတာကိုကိုချင်းစာတရားလေးတွေနဲ့ကိုယ့်ရဲ့ဒီအိမ်တော်ဘတ်တွေကိုတစ္ဆာရှိရှိနဲ့ချစ်ပေးခြင်းအပြင်ကဘာကြီးကိုအလားဆင်လိုက်တာပို့ပြီးတော့ကောင်းပါတယ်လို့ပြောချင်ပါတယ်။အဲ့တော့အားလုံးတွေနဲ့ကိုယ့်ရဲ့ဒီ ိမ်အောင်ဘတ်တွေကိုတံမိုးထားလေးစားစွာဖြင့်ဖောက်ပြန်မှုကင်းတဲ့ချစ်ချင်းတွေတကယ်တာယာလှပတဲ့အိမ်အောင်ကြီးတွေပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးပါရစေဗျာ။